အားလုံးပဲမင်္ဂလာပါရှင်။ Tools Living Help Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အိမ်တိုင်းမှာအလွယ်တကူချက်စားလေးရှိတဲ့ဒီကျသားစီပြန်လေးရဲ့ချင်မောင်ဟင်းလေးရဲ့နဲ့ငယူသီးစားတောင်းလေးရဲ့ကိုအလွယ်ကူဆုံးနဲ့အလင်းမြန်ဆုံးချက်ပြမှာဖြစ်ပါတယ်။အရင်ဆုံးကျသားစီပြန်လေးကိုချက်ပြပေးပါမယ်။ ဒီကြက်သားလေးကိုတော့ဒီရန်ကုန်မှာတော့ကြက်ညီမလို့လည်းခေါ်တယ်ဖက်ဆက်ကြက်လို့လည်းခေါ်တယ်သူကဗမာကြက်ဆစ်ဆစ်လည်းမဟုတ်ဘူးအော်ဒီစီပီကြက်လည်းမဟုတ်တဲ့ဂျားထဲမှာရှိတဲ့ကြက်အနေထားပေါ့နော်အဲ့ဒီကြက်ကလေးကိုအသုံးပြုထားပါတယ်သူကပေါင်သားလေးကိုအသုံးပြုထားပါတယ်အဲ့ဒီအတွက်အရင်ဆုံးအရသာနှက်ပါမယ်ဒီကြက်သားအရွယ်တော်တုံးထားတဲ့အထဲကိုစားလက်ဖက်စားစုံတစ်စုံကြက်သားမုံလက်ဖက်စားစုံတစ်စုံ တခြားလက်ဖက်စားစွန်းတစွန်းစနုံးမုံလက်ဖက်စားစွန်းနဲ့သုံးမုံတပုံထည့်ပြီးတော့အရသာဝင်သွားအောင်စုပ်စုပ်ပြီးတော့နေပေးပါမယ်ဒီတကြားထေရန်ကတော့သူကဒီစက်သားရဲ့အသားလေးမွအောင်လို့တကြားလေးထည့်ပြီးချက်တာဖြစ်ပါတယ်။တချို့တကြားမကြိုက်တဲ့လူကတကြားမထည့်ပဲချက်ရင်လည်းရပါတယ်။စက်သားလေးကိုနေပြီးသွားပြီဆိုရင်အဲခဏလောက်နှက်ထားလိုက်ပါမယ်။အနှစ်ချက်ဖို့အတွက် ချက်သွန်နီဦးအရွယ်တော်လေးလုံးလောက်ကိုပါပါလေးပါမယ်။ဂျင်းကိုတော့လက်တစ်စက်လောက်အသုံးပြုမှာဖြစ်ပါတယ်။သူ့ကိုတော့အဲထောင်းပြီးတော့ညံ့ညက်ထောင်းပြီးတော့ပဲသုံးမှာဖြစ်ပါတယ်။ဒီနေရာမှာသူကချက်သွန်ဖြူတော့မသုံးပါဘူး။ဒီကြက်သွန်ဖြူထည့်ရင်အနှစ်ကချွဲတက်တယ်လို့သိရတဲ့အတွက်ကြောင့်မလို့သူကခုနောက်ပိုင်းဟင်းချက်ရင်ကြက်သွန်ဖြူကိုမထည့်ဘဲနဲ့ဂျင်းကိုအဓိကထားပြီးတော့ထည့်သုံးပါတယ်။ ဒီကြက်သားလေးကိုစီပြန်ချက်ဖို့အတွက်စီဟင်းခတ်စွန်းနဲ့နှစ်စွန်းထည့်ပါမယ်။စီပူလာပြီဆိုရင်ဒီခုနလှီးထားတဲ့ကြက်သွန်ကြီးလေးတွေထည့်ပြီးတော့နွမ်းလာတဲ့အထိစီတက်ပါမယ်။ဒီကျက်သွန်ကြီးစီတက်တာလေးတွေအဲရောင်ပြောင်းပြီးတော့မွေးလာပြီဆိုရင်ခုနထောင်းထားတဲ့ခြင်းလေးတွေကိုထည့်ပြီးတော့စီတက်ပါမယ်။ ဒီကြက်သွန်နီနဲ့ဂျင်းနံလေးတွေအဲစီတက်ကလေးကမှုလာပြီဆိုရင်ငရုတ်သေးအယောင်တင်မို့လက်ဖက်စားစွန်းတစွန်းမောင်းမောင်းလောက်သုံးပါတယ်ပြီးတော့နည်းနည်းအဆက်ချက်ကလေးဖြစ်တောင်လို့ဒီငရုတ်သေးအလော်မို့ကိုလည်းပဲလက်ဖက်စားစွန်းတစွန်းလောက်ထည့်လိုက်ပါတယ် ီငေးဦးသီးလေးတွေရောကျက်ပြီးတော့မွေးလာပြီဆိုရင်ခုနနှက်ထားတဲ့ကျက်သားရုံးလေးတွေထည့်ပြီးတော့စီသက်ပါမယ်။ဒီဗမာစီပြန်ဟင်းတွေကိုချက်တဲ့အခါမှာဒီစီသက်တဲ့ဟာကအရန်ကိုအရေးကြီးပါတယ်။ ဒီအသားတွေတဲ့ကိုအရသာဝင်အောင်လို့သူကစိတ်ရှည်လက်ရှည်နဲ့အဲစီတက်ပေးရတာဖြစ်ပါတယ်ဒီမှာဆိုရင်အခုဆိုရင်လက်ရည်လေးထည့်ပြီးတော့အော်ဒီစက်သားလေးကိုအရသာဝင်နဲ့အထီးစိတ်ရှည်လက်ရှည်လေးအဲလုံးပြီးတော့စီတက်ပေးပါမယ် ဒီချက်သားလေးစီတက်နေတော့မှာပဲဒီအရာသာအတွက်သူကငံပြရင်းလေးဒီဟင်းခက်စွန်းနဲ့တဝန်းလောက်ကိုအရာသာလေးလေးပင်ပင်လေးရှိအောင်ထည့်ပြီးတော့ချက်လိုက်ပါတယ် ီစက်သားစီတက်တာလေးတင်းပြီးတော့ဒီမှွေးလာပြီဆိုရင်သူကပထမဆုံးရေလေးထည့်ပါမယ်အဲပထမရေကိုတော့သူအများကြီးမထည့်ပါဘူးဒီအဖက်လေးရဲ့မြုပ်ယုံတဝက်လောက်မြုပ်ယုံလေးထည့်ပြီးတော့အရင်ဆုံးချက်အောင်တင်လိုက်ပါမယ်ဒီကြက်သားရဲ့အနေအထားကိုအသိကျင်တော်မလို့သူကရေနေနေပဲထည့်ပြီးတော့အရင်ဆုံးအဖုံးအုပ်ပြီးတော့ခဏလောက်ဒီရေလေးခန့်အောင်တည်လိုက်ပါမယ်။ အခုပထမရည်လေးခန်းသွားပြီဆိုရင်တော့ခဏလောက်ဒီအောက်ကိုမကတ်အောင်မှုပေးပြီးတော့ဒီအသားရဲ့အနေထားကို အရင်ဆုံးစမ်းကြည့်မှာဖြစ်ပါတယ်ဒီကျက်နီမရဲ့သဘောကလေပုံမှန်ကျက်သားထက်ကိုနည်းနည်းအကျော်တင်ပြီးမာတဲ့အထဲမှာပါဝင်ပါတယ်။ဒါကြောင့်မလို့သူ့ကိုနူးဖို့အတွက်ဆိုရင်သူကရေအဖက်မြုပ်ကိုထပ်ထည့်ပြီးတော့အော်တရေလောက်ထပ်တယ်ရပါတယ်။ ဒီစက်သားနူးအောင်တဲနေတော့မှာအာဒီငွေဥသီးထောင်းလေးကိုပြင်ဆင်ပါမယ်။ဒီစက်ငွေဥသီးထောင်းမှုအတွက်ကတော့ဒီစက်သွန်ဖြူနဲ့စားထောင်းလေးရိုးရိုးပဲထောင်းမှာဖြစ်ပါတယ်။စက်သွန်ဖြူ၄၅တန်းလောက်ကိုညအောင်အရင်ထောင်းပါမယ်။ပြီးလို့ရှိရင်ဒီငရုတ်တီးအလော်မုံကိုဟိုဒီဟင်းခတ်စွန်းနဲ့တစွန်းမောက်မောက်ပေါ့နော်အဲ့လောက်ကိုသုံးပါမယ် ြီးရင်တော့အရာသာအတွက်စာလက်ဖက်စာဆုံးတဝက်ဒီအချိုမုံလက်ဖက်စာဆုံးတဝက်ထည့်ပြီးတော့ဒီစီးပိုင်လာတဲ့အထိညံ့အောင်ထောင်းပါမယ်။ဒီစက်သွန်ဖြူထည့်ထားတာထဲဆိုင်ရင်ထူးထည့်တဲ့ငရုတ်တိမုတ်ကနည်းနည်းနဲလီလို့မို့လို့လက်ဖက်စားစုံတစုံစာလောက်အောက်ထပ်ထည့်ပြီးတော့ထောင်းလိုက်ပါမယ်။ ီအားလုံးညံ့အောင်ထောင်းပြီးလို့စီစီပိုင်ပိုင်လေးရလာပြီဆိုရင်ငယူသီးစားတောင်းလေးရပါပြီတို့ငယူသီးစားတောင်းလေးကိုတော့သူကတော့ဒီထုံးစံအတိုင်းစီလေးနည်းနည်းစမ်းပြီးတော့ရင်စားမှာဖြစ်ပါတယ်အဲတချို့ကတော့တတ်မြရင်ညစ်တာမျိုးလေးရှိပါတယ်အခုကချင်မောင်ရင်းနဲ့တွဲစားမှဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကတော့ဒီစီစိမ့်ဒီတစုံလောက်ကိုစမ်းလိုက်ပါတယ် ဒီငရုတ်သီးလေးထောင်းပြီးသွားတဲ့အခါမှာခုနကြက်သားရဲ့အနေထားကိုအောက်ကြည့်ပါမယ်။ဒီကြက်သားကရေလေးခန့်လာပြီဆိုရင်ကိုလိုချင်တဲ့အနေထားလေးရအောင်အောင်ချက်ပါမယ်။ကိုကစီပြန်ဆိုင်တယ်ဆိုရင်စီပြန်တဲ့အထိခဏလောက်ထားပေးရပါမယ်။ကြက်သားရဲ့အရာသာအပေါ့အငန်ပြီးတော့နူးမနူးကိုစမ်းကြည့်ပြီးတဲ့အခါမှာအရာသာလေးလည်းရှိသွားပြီ။ကြက်သားလေးလည်းနူးသွားပြီဆိုရင်ချလို့ရပါပြီ။ ဒီချက်သားစီပြန်လေးချက်သွားပြီဆိုရင်ဒီချမောင်ဟင်းရေကျဲလေးကိုအများဆုံးနည်းလေးနဲ့ချက်ပါမယ်ဒုက္ခဒီမှာချမောင်ရွက်ကိုဒီအမြင့်ပါတဲ့ချမောင်ရွက်ချွဲချွဲလေးကိုအသုံးပြုထားပါတယ်။ဒီချမောင်ရွက်ကကြတော့နူးညံ့လွယ်တဲ့အချင်တက်ကလေးကလည်းဆူဆူလေးရှိရမို့ဟင်းညိုလေးချက်မယ်ဆိုရင်အရန်ကိုလွယ်ကူပြီးတော့မြန်ဆန်စွာနဲ့ချက်လို့ရပါတယ်။ အရင်ဆုံးဟင်းရည်တပကံခွဲစာလောက်ရင်ွေးကိုပွပွဆူအောင်တဲပါမယ်။အဲ့ထဲမှာဒီကြက်သွန်ဖြူလေးကိုဓာပြရိုက်ပြီးထည့်ပါမယ်။ချမောင်ရွက်ကလေးပါတခါရဲထည့်ပါမယ်။ဒီချမောင်ရွက်ထဲကအချင်အရသာလေးတွေထွက်လာအောင်အောင်ဒီခဏလောက်ပွပွဆူအောင်တဲပြီးရဲ့ခါမှာအရသာထည့်ပါမယ်။အရင်ဆုံးကြက်သားမုံလက်ဖက်စားစွန်းတစ်စွန်းစားလက်ဖက်စားစွန်းတစ်စွန်း ထည့်ပြီးတော့အရသာအနေထားလေးကို အရင်ဆုံးမြည်ကြည့်ပါမယ်။ဒီအချင်းအရသာလေးနည်းနည်းဆူးလို့မို့လို့ငားငက်များရေးလေးဟင်းခတ်စုံနဲ့တစုံလောက်ထည့်ပါမယ်။လိုအပ်တဲ့ဆိုရင်စက်သားမုံလေးအနည်းငယ်ပါထပ်ထည့်ပါမယ်။ဒီဟင်းရည်လေးလည်းကြာပြီးတော့အပေါငံအရသာအနီတော်ဖြစ်ပြီးဆိုရင်ချမောင်ဟင်းလေးလည်းကြက်ပါပြီ အခုဆိုရင်တော့ဟင်းပွဲတွေကိုစားမဲ့ပကံလေးရဲ့ပြောင်းထဲပါမယ်။အရင်ဆုံးဒီချက်သားစီပြန်လေးကို အရင်ထဲပါမယ်။ဒီကြက်သားချက်ကိုမဆလာကြိုက်တဲ့လူကမဆနာလေးအုပ်လို့ရပါတယ်။သူကတော့ဒီဂျင်းနဲ့တင်းတင်းလေးနဲ့ပဲဗမာချက်စစ်စစ် ပုံစံလေးစားမှမို့တခြားတော့ဘာမှမထည့်ဘဲနဲ့အကူရတာအတိုင်းပဲစားပါမယ်။ ပြီးရင်တော့ဒီအီပြေမဲ့ချမောင်ရည်လေးကိုလည်းပကံနဲ့ပြောင်းထည့်လိုက်ပါတယ်။ဒီချမောင်ရည်ကတော့ဒါကအယိုးရှင်ဆုံးပုံစံနဲ့ရည်ကျဲကျဲလေးတောင်းလို့ရတဲ့ပုံစံလေးဖြစ်ပါတယ်။အာဒီထက်ကောင်းအောင် ပုံစံတွေအများကြီးလည်းချက်လို့ရပါတယ်။ အခုဆိုရင်တော့အဲသူတို့ဗမာရင်းပွဲတွေမှာအမြဲတမ်းစားလိရှိကြတဲ့ချက်စီပြန်ချက်ကလေးရဲ့မအီအောင်လို့ ချမောင်ရင်းလေးရဲ့နဲ့ငရုတ်တီးတောင်းလေးရဲ့ကိုအလွဲကူဆုံးနဲ့အယိုးရှင်းဆုံးပုံစံချက်ပြထားတာပဲဖြစ်ပါတယ်လူတိုင်းအိမ်မှာပုံစံမျိုးစုံနဲ့ချက်ချပြင်မဲ့ဒါကတော့သူဆိုအမြဲတမ်းအလွဲကူဆုံးတယောက်စာချက်နေရှိတဲ့ပုံစံလေးပဲဖြစ်ပါတယ် သူရဲ့မိတ်ဆွေတွေလည်းအပြောင်းလဲလေးဖြစ်အောင်သူ့လိုပုံစံလေးလိုက်ချက်စားကြည့်လို့ရပါတယ်။တခြားသောနည်းရရှိရင်လည်း comment မှာအာပြောပြပေးသွားပါအောင်သူလည်းလိုက်ချက်ကြည့်ပါမယ်။သူရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်တွေလည်းတင်ပြီးအောင်ပါမို့သူရဲ့ channel လေးကို like and subscribe button လေးနှိပ်ပြီးအားပေးသွားကြပါအောင်ရှင်။ ထူရဲ့မိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေ